မြမဟွာရှင်ကေဖူဆက်ယုံကုမ္ပဏီလင်မိတ်တာဟာအချိန်ပိုဆင်းခံပြီးဥပဒေမဲ့အလုပ်ထုတ်နေတာကြောင့်နေစဉ်နဲ့အမျှအခွင့်အရေးတွေချိုးဖောက်ခံနေရတယ်လို့မြန်မာနိုင်ငံကုန်ထုတ်နဲ့စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကိုအလုပ်သမားတွေကပြောပါတယ် အလုရှင်ဘက်ကနေအချိန်ပို OT တွေကိုအမြဲလှလှခေါ်ယူနေပြီးအလုသမားတွေကမစင်းကျင်ပင်မဲ့လဲဖိအားပေးတာတွေကြောင့်ဆင်းပေးနေရတယ်လို့ဆိုပါတယ်အချိန်ပိုဆင်းဖို့အတွက်လက်မှတ်အတင်းအကျပ်ထိုးခိုင်းတာတွေလည်းရှိခဲ့ပြီးအချိန်ပိုမစင်းနိုင်ရင်လက်ရှိဌာနကနေပြောင်းရွှေ့ရမယ်ဆိုကာတရုတ်လူမျိုး finishing ဆရာတို့ကအစည်းအဝေးခေါ်ချင်းချောက်ပြောဆိုခဲ့တယ်လို့အလုသမားတွေကပြောပါတယ် လုပ်ငန်းခွင်ထဲမှာလည်းမုတ်စလိပ်ပါလာလို့ဆိုတဲ့အကြောင်းပြချက်နဲ့အလုသမား15ဦးကိုတတိပေးလက်မှတ်ထိုးခိုင်းတာတွေမလုပ်ပဲအလုကနေထုတ်ပစ်ခဲ့တယ်လို့သိရပါတယ်။အလုသမားတွေရဲ့ဥပဒေပါရှောင်တခင်ခွင်စေခွင်စားတဲ့ခန်းစားခွင်တွေကို အလုရှင်ဘက်ကလုံးဝနှိပါခွင့်မပြုဘဲရပ်ပြန့်ရင်ဖြတ်တမှုတွေပြုလုပ်တယ်လို့အလုသမားတွေကပြောပါတယ်။ အလုတ်တရက်ပြက်ရင်ဒေးကြီးထောက်ပံ့ကြီးတောင်းတထောင်ရမှန်ကြီး2000ကျွဲဖြတ်တောက်ခံရပြီး2ရက်ပြက်ကွက်ရင်ရမှန်ကြီး5000လုံးဝအဖြတ်ခံရတယ်လို့သိရပါတယ်လုပ်ငန်းခွင်အတွင်းသက်15 16အရွယ်လူငယ်လူရွယ်အလုတ်သမား90ကျော်စေထောက်ခံချက်မပါဘဲအလုတ်ရှင်ဘက်ကခတ်ထားပြီးလူကြီးအလုတ်သမားတွေနဲ့ဒန်းတူစိတ်ခိုင်းနေတယ်လို့အလုတ်သမားတွေကပြောဆိုထားပါတယ်မြန်မာဝါရှင်ကေဖူဖက်ရှင်ကွန်မြူနတီလီမိတက်ဟာ ရန်ကုန်တိုင်းဒေသကြီးလှိုင်သားရမြို့နယ်မြဆင်းအောင်ဆက်မှုဇုံမြခက်တာလမ်းမဖွင့်လှစ်ထားပြီးအလုသမား800ကျော်လုတ်ကင်နေပါတယ်။တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီးတော့စင်စစ်တစိုက်တွေချုပ်လုပ်နေတယ်လို့သိထားပါတယ်။ဒီမှာကတော့စိန်မှာ